ပရိသတ်များအားလုံးမင်္ဂလာပါ KK Story ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဗီဒီယိုလေးမစခင်မှာ VPN လေးခံပြီးကြည့်ရှုပေးကြဖို့မေတ္တာရက်ခံပါတယ်ရောင်းမရဲ့အခုပဲရောက်တယ်အခုပြန်တော့မယ်လှုပ်နေပြီခဏနေပါအောင်အမစားဖို့တခုခုစီစဉ်လာခဲ့မယ်ဦးကြဘာတခုမှပြန်မပြောခင်ပါပဲစရိတာကဖုန်းပြောနေရင်းနဲ့သူ့ရှေ့ရောက်လာပါတယ်ပြီးတော့ပူကြကြအောင်ပြောခဲ့ပါတယ်အမရဲ့ အခုခေတ်ဘလို့မန်းကိုမသိဘူးတမီးရင်လက်ပလာနဲ့လာလေကြတယ်ပြီးရင်စားတော့ပြီးပြန်သွားကြတာကျမတို့တမီးရင်သွားရင်အ ਨੇ ဆုံရွှေနဲ့လှုပ်ထားတဲ့ပစ္စည်းတစ်ခုခုယူသွားတယ်ပြီးရင်အဲ့ဒီအိမ်ကရေတစ်ခွက်တောင်မတော့ဘူးစရိတာဖုန်းထဲမှာဒီလိုစကားတွေပြောနေတာကြားလိုက်ရတော့စရိတာကသူတို့နှစ်ယောက်ကိုပဲဥတီပြောနေတယ်ဆိုတော့ကိုသူတို့တီသွားပါတော့တယ်ဒီခါပူချန်းကနီတာကိုပြောခဲ့ပါတယ်နေရခမချိန်တိုင်းတီလို့ခနဲ့ပြီးပြောနေတာ။နေနှစ်ယောက်ကြာဘာလို့ဘာတခုံးမှမပြောတာလဲ ။ရောင်းမဒီအိမ်မှာကျမယောက်ျားပဲကျမဖက်ကပါတဲ့သူဆိုလို့ရှိတာ။ဒါပေမဲ့လည်းကျမသူ့စိတ်ညစ်စရာတွေပဲတိုင်မနေချင်ဘူးလေ။ပြီးရင်ကျမကြောင့်အိမ်မှာပြဿနာလည်းမဖြစ်စေချင်ဘူး။ရောက်ခမကြီးရဲ့ဒီစကားတွေလည်းအချိန်တွေယူရလိမ့်မယ်။ဒါပေမဲ့အချိန်နဲ့အမျှပြီးဆုံးသွားမှာ။ငါရောင်းမလေးကတကယ်ကိုတွေးခေါ်တတ်တာပဲ။သူပြောတာလည်းမှန်တယ်။ငါလည်းချစ်ကြိုက်လို့တယောက်နဲ့တယောက်မင်္ဂလာဆောင်ခဲ့တာကိုအချစ်နဲ့မင်္ဂလာဆောင်ရဖို့အိမ်ကလူတွေနဲ့ဆက်သွယ်တွေဆက်ဆံရေးတွေဖြတ်လိုက်ရတယ် အခုသူလည်းတီလို့အခြေအနေမျိုးရောက်နေရပဲဒါကြောင့်ငါသူ့ကိုဝန်နဲ့ဆိုတော့လာကြည့်တာငါရခမငေါ့သဘောတူလက်ခံလိုက်တယ်လို့သူရခမနဲ့လည်းသူအဆင်ပြေသွားမှာပါဒီလိုနဲ့ပူကြကနီလာကိုတွေ့ပြီးပြန်လာပါတယ်အဲဒီမှာသူကသူ့ရဲ့စိတ်ရဲမှုတွေတချင်ကသူ့အကြောင်းတွေကိုပြန်စင်းစားပြီးတော့တတိယသွားခဲ့ပါတယ်ဟိုလူစင်းရဲ့သားနင့်ပေါ်ပါရမြအစွမ်းလှုပ်လိုက်လည်းမသိဘူးနေရတီအောက်စာပစ္စည်းစိန်ခံပစ္စည်းတွေတော့မှစွန့်လွတ်ပြီးဟိုစင်းရဲ့သားအိမ်မှာနေချင်နေရ သွားချင်တော့သွားဒါပေမဲ့တခါတည်းအဖေမရှိတယ်ဆိုတာကိုပါမှိတ်လိုက်တော့အမေသမီးနဲ့တန်ရုံးစင်ဖြတ်ချင်တယ်အဆက်အသွယ်ဖြတ်ချင်တယ်ဆိုရင်လည်းရပါတယ်ဒါပေမဲ့တနေ့သမီးရောက်မှအိမ်မှာပျော့ပျော့ရွှင်ရွှင်နေနေတဲ့အခါကျအမေသမီးစီလာပြီးသမီးကိုလာတွေ့လိုက်မယ်ပြီးရင်သမီးကိုချီချူးစကားပြောလိုက်မယ်ဆိုတာသမီးယုံတယ်ကြလောက်ပဲပြောပြီးပူကြားကအိမ်ကလိုအပ်တဲ့ပစ္စည်းတွေယူကအိမ်ပြင်ကိုထွက်သွားခဲ့ပါတယ်။အဲဒီနောက်မှာရဝီနဲ့မင်္ဂလာဆောင်ပြီးရဝီတို့စီရောက်လာပါတယ်။ လူကြအရိကိစ္စတွေစဉ်းစားနေတုန်းရှိပါသေးတယ်။မိမကြီးတယောက်က သူ့စီကိုရောက်လာပါတယ်။ချွေးမကြီးငါနေ့ကိုစောင့်နေတာနိုင်ဝက်လောက်ရှိပြီ။ညနေကြပါတီသွားမှာငါသမီးလန်ကားလေးချက်ပြီးပြီလား။ဟောက်အန်တီပြီးသွားပြီ။အခုယူလာခဲ့မယ်နော်။နောက်ကြကျမမရှိလဲအိမ်မှာရခမကြီးကိုပြောခဲ့လို့ရတယ်။တနေ့ကောင်မှာအနေဆုံးလူဆယ်ယောက်လောက်လာတယ်။နေ့ရက်အခန်းကျင်းလေးကိုတခါတည်းအုပ်စားခန်းကိုလှုပ်ထားတာ။ဘယ်ဟာဘသူဟာလဲဆိုတော့ငါတော့မသိဘူး။ကိစ္စမရှိပါဘူး။ အခုကျမရောက်လာပြီပဲကျမရှာပေးလိုက်မယ်ပူကြားကအချုပ်ရတာဝါသနာပါပါတယ်ဒီဝါသနာကိုရင်ခံပြီးရောက်ခမအင်းရောက်တော့အပူဝင်ငွေလေးရှာခဲ့ပါတယ်သူရဲ့ဆင်းရဲလာတဲ့ရောက်ခမအင်းအတွက်အပူဝင်ငွေလေးရှာပေးပါတယ်နီလာကသူ့အင်းနဲ့ဆန့်ကျင်ပြီးမင်္ဂလာဆောင်လိုက်တော့မိဘတွေကသူ့ကိုရန်ဒေါသတွေထွန်းနေပါတယ်အချင်းတွေကုံဆုံးလာနာနဲ့အမျှတည့်ရမတော့ချွေးမနေရောင်မနဲ့သူ့ရောက်ခမကိုဘသူဝတီကိုခေါ်လိုက်လို့လဲနင်တော့ခေါ်လိုက်တာမဟုတ်ပါဘူးနော် ိုနေရနင်းနင်းရောက်မနဲ့တွေ့ဖို့သွားရမလားရောက်ခမကြီးကျမလာဖို့မပြောပါဘူးသူတို့အလုပ်ခုခုရှိလို့လာရနေမှာပေါ့ပါပဲဖြစ်ဖြစ် အခုရောက်ခမကြီးသမီးနီလာကိုဝင်နဲ့လေသူ့ပေါ်စိတ်ဆိုးဒေါသမထွက်ပါနဲ့တော့လားအိမ်ကိုဧည့်သည်လာတယ်စကားကောင်းကောင်းမွန်မွန်ပြောလေနောက်ဆုံးတော့လဲငါပဲငါသားသမီးတွေရှေ့ကောင်းကောင်းရတာပဲသားအကြီးကငါနဲ့ဆန့်ကျင်ပြီးနေနဲ့မင်္ဂလာဆောင်လာတယ်အခုငါသမီးကလည်းဒီလိုပုံစံပဲ တီသားသမီးနှစ်ယောက်ကြောင့်ဘဝမှာအမြဲတမ်းတိမ်ငယ်ပြီးနေနေရတယ်။ဂီတကသူ့ချင်းမကိုပြောဆိုပြီးမျက်စိမျက်နှာပြက်ကအင်းရှိကိုထွက်လာပါတယ်။အမဂီတအမတိတ်လေတာပဲကလေးတွေကိုချစ်ကြပြီးခိုးပြီးမင်္ဂလာဆောင်လိုက်တာမှန်ပေမဲ့သမီးကိုဘာတစ်ခုမှထည့်မပေးလိုက်တာတော့မဖြစ်သေးဘူးလေ။ကျမသမီးလည်းသူကြိုက်တဲ့သူနဲ့မင်္ဂလာဆောင်ခဲ့တာပဲ။ကျမတို့ရွှေခုနှစ်ချက်သားတောင်ပေးခဲ့တာ။အမအမကျမတို့အခြေအနေကိုသိရပါပဲ။အဲ့ဒီအချိန်ကအခြေအနေကိုကအဲ့လိုဖြစ်နေတာတော့ဘာတစ်ခုမှမပေးနိုင်ခဲ့ဘူးလေ။ ဟုတ်ပါပြီအဲ့ဒါတို့ရတော့ဒါပေမဲ့အခုကျမချွေးမလေးကိုဝင်နဲ့နှစ်လကြာပြီးအိမ်မှာအမေဖြစ်လို့ဂုံပြုတ်ပွဲရှိတယ်အမတို့တမိသားစုလုံးလာရမယ်နော် အရင်ကအချိန်နဲ့အဆင်မပြေဘူးဆိုရင်တော့အခုတော့ပြေလည်သွားလာပါပြီချွေးမလည်းဆက်ချုပ်တယ်ဆိုတော့အမတို့မသိဘူးကျမသမီးအမေဖြစ်ဂုံပြုတ်ပွဲတော့ဆိုရွှေနှစ်ချက်သာပေးခဲ့တာကျမသမီးရင်အလေသွားရင်လေရွှေဆွဲကြိုးလက်ကောက်နှက်ကက်တခုမဟုတ်တခုယူသွားတယ်တခြားမိဘတွေလိုလက်ပလာနဲ့မသွားဘူးလေ ဒီလိုနဲ့ဂီတာကပွဲကိုဖိတ်တလူလူနဲ့သူ့အမေအဖေကိုပြောဆိုပြီးပြန်လာပါတယ်။ရွှေပေးရမယ်ဆိုတဲ့သဘောကိုသူတို့ကောင်းထဲမှာထည့်ပေးလိုက်ပါတယ်။စရိတာရဲ့ဒီလိုစကားတွေကြားလိုက်ရတော့ပူဇာကအရင်ကိုစိတ်မကောင်းဖြစ်သွားပါတယ်။သူကဆက်ချုံရင်းနဲ့တယောက်ထင်းပြုံနေပါတယ်။အရင်လောဘကြီးတာပဲနီလာရခမဒီလိုပုံစံနဲ့ဆိုငါတို့အတင်မဟုတ်ဘူး။ငါရောင်းမလေးကိုလည်းအိမ်မအနေခန့်အောင်လုပ်နေမှာ။ဒီတစ်ခါငါတို့ပွဲမှာရွှေနဲ့ပတ်သက်တာယူမသွားရင် ်ဧည့်သည်တွေရှေ့ငါတို့တိတ်ခါချမလားမပြောနိုင်ဘူးဦးကြားကအတွေးတွေဝင်ပြီးစက်ချုံနေစဉ်သတိမိသွားပြီးတော့စက်ထိတ်လက်ရောက်သွားခဲ့ပါတယ်လက်ကနေသွေးရည်လေးအများကြီးထွက်နေပါတယ်ဒီချိန်မှာရူဝီရောက်လာပြီးအဝိစအဟောင်းနေနေပူကြားလက်ကိုပတ်တီးစီပေးလိုက်ပါတယ်ဦးကြားမင်းအယုံနေဘယ်လိုလွင့်နေတာလဲကြည့်ပါဦးလက်ထဲကနေဘလောက်တောင်သွေးရည်စီးနေလိုက်လဲကြောက်မှန်ပါတယ်ကျမအတွေးတွေဝင်သွားတာပဲချိန်ကျမလက်အထုပ်ဆက်တဲ့ရောက်သွားလဲမသိလိုက်ဘူး ဒီလိုနဲ့ပူဇာကရဝီကိုအကြောင်းဆုံးပြောပြပါတယ်။ရဝီကစကားတွေအလုံးသိလိုက်ရတော့ခေါင်းပေါ်လက်တင်ပြီးထိုင်ချလိုက်ပါတယ်။ငါတို့လူစင်းရဲသားတွေကဘလို့လို့ဒီလောက်ရွှေတွေယူသွားနိုင်မလဲ။ငါတို့အနေနဲ့ရွှေနဲ့ဇွဲလေးတစ်ခုယူသွားဖို့တောင်တော်တော်လေးကြီးမားတဲ့ကိစ္စဖြစ်နေမှာ။ဒီလိုမပြောပါနဲ့ရဝီရဲ့။ကျမတို့ပွဲကိုလည်းသိချကုန်တိတ်ခါရှိရှိသွားမယ်။ကျမရောင်းမလေးကိုအစင်တစာ၁၀မျိုးလဲပေးမယ်။အဲ့ဒီနေသူရောက်ခမပတ်ဆက်ပိတ်သွားအောင်ကိုလှုပ်ပြမယ်။ကျမရှင့်ကိုကတိပေးတယ်။ ဒါဆိုမင်းဘယ်လိုလုပ်မှာလဲရှဝီရှင်သိတဲ့အတိုင်းပဲမင်္ဂလာမဆောင်ခင်တည်းကကျမပတ်စံစုထားတာတွေရှိတယ်အခုထိအဲ့ဒီပတ်စံတွေရှိတော့မယ်ကျမအခုဆက်လက်ချုပ်တယ်ရှစ်မှာပတ်စံစုထားရလဲရှိတယ်ယက္ခမကြီးကလည်းဒီတစ်ခါရွှေလက်စုယူပြီးမှကိုနီလာစီသွားမယ်လို့ပြောနေတယ်ကျမမင်္ဂလာမဆောင်ခင်ကမိကက်ပညာသင်ထားတာလေမင်္ဂလာဆောင်ပြီးရင်သူတို့သမီးတွေကိုမိကက်ပြင်ပေးတဲ့အလွတ်လုံမယ်ပေါ့အခုဆိုမင်္ဂလာဆောင်ရာသီရောက်နေပြီမနက်နေ့ကင်းဘက်ဆိုဆက်ချုပ်မယ်ညဆိုရင်အလှပြင်ပေးမယ် ကြည့်နေလိုက်ပါ ကျမတီတလခွဲအတွင်းပတ်စနေအများကြီးရှာလိုက်မယ်ပူကြားစကားကိုကြားပြီးရဝီရဲ့ပူပင်တော့ကောင်တွေလည်းနင်းနင်းရုပ်သွားခဲ့ပါတယ်ပူကြားကတနေ့ကုန်ဆက်ချုပ်ပါတယ်သူစီအင်ဂျီလာအတိတ်လူတွေကိုမေးမြန်းစုံစမ်းပြီးညဆိုရင်တန်းဆိုးပြီးတော့သူတို့သမီးအလှပြင်ပေးတာတွေလည်းလုပ်ပါတယ်အမအမလာတာအရန်နောက်ကြတယ်ကျမမှအချိန်တနိုင်ပဲကြံတော့တယ်သူတို့သားဖက်ကရောက်လာလို့ကျမမပြီးသေးရင်ဘယ်လိုလုပ်မလဲစိတ်မပူပါနဲ့ငါမိကက်ကောင်းကောင်းမွန်မွန်လိမ့်တက်တယ် ဒီလောက်ချိန်ကလုံးဝကိုလောက်တယ်ဒီလိုပြောပြီးပူကြားကအေးအေးစင်စင်သူတို့သမီးကိုလှက်လာလေးပြင်ဆင်ပေးလိုက်ပါတယ်မိန်းကလေးကသူ့ကိုယ်သူမှန်းနေကြည့်လိုက်တော့ပူကြားကိုချီးကျူးပါတော့တယ်အမအမတကယ်ကိုလှက်လာလေးပြင်ပေးထားတာပဲကျမယုံတော့မယုံနိုင်ဘူးအမယူထားတဲ့အခချင်းငွေနဲ့ဒီလိုလှလှလေးပြင်ပေးမယ်ဆိုတာလေ။နောက်နေ့ရက်နေ့ကျမတငယ်ချင်းမင်္ဂလာဆောင်ရှိတယ်။အမပဲသူ့ကိုပြင်ပေးလိုက်နော်။ဒီလိုနဲ့တယောက်ပြီးတယောက်ပူကြစီအလှပြင်လာကြပါရဲ့။ တခါတလေဆိုမင်္ဂလာဆောင်မှာတန်းဆိုးပြီးတဲ့မဟုတ်ရင်အလှပြင်းရင်းနဲ့ပတ်စံရှာပါတယ်။အားရနေဆိုရင်အိမ်မှာဆက်ချုပ်ပါတယ်။နေရောညပါပတ်စံတွေစုခဲ့ပါတယ်။ဒီလိုလုံလုံရင်းနဲ့ဝေးနှစ်သိန်းတောင်စူးစောင်းမိသွားခဲ့ပါတယ်။ကျန်တာခင်မုန်းနဲ့ရောက်ခမကလည်းကူညီပါသေးတယ်။ဒီလိုနဲ့အမေဖြစ်လို့ဂုံပြူပွဲနေလေးရောက်လာတဲ့အခါအိမ်ကိုလှလှပပလေးပြင်ဆင်နေကြပါတယ်။လီလာကလည်းလက်မှတန်းဆိုးနေပါတယ်။ အဲ့ဒီချိန်မှာဝေတန်တယောက်ကလက်ထဲမှာရွှေရည်အပြည့်ထည့်ထားတဲ့ပကံများတစ်ချက်ကိုယူလာပြီးဇပွဲပေါ်ကိုတင်လိုက်ပါတယ်။အမဒါအမရဲ့ရွှေပရက်ပါ။ရွှေပရက်ကျမဘာတစ်ခုမှမမထောင်းတော့။ချွေးမရဲ့ဒီလက်ဆွဲလေးကတော်တော်လှတာပဲ။နေ့ရက်တငယ်ချင်းချမ်းသာတဲ့သူတယောက်ယောက်ကပေးတာနေမှာပေါ့။ဒီနေ့ပွဲမှာဒါပဲဝတ်လိုက်တော့ရွှေလက်ဆွဲကိုမြင်ပြီးတော့စရိသားကရင်ကိုဝမ်းသာနေပါတယ်။သူကပျော်ရွှင်ပြီးအိမ်မှာလည်းအလှဆင်းတဲ့နေရာမှာကူပေးပါတယ်။ ဧည့်သည်တယောက်စီရောက်ရောက်လာတိုင်းဝိတာ၃၄ယောက်ကလက်ထဲမှာရွှေတွေပစ္စည်းတွေရေယူလာပြီးစပွဲပေါ်ကိုတင်လိုက်ပါတယ်။ပကံပြားတစ်ချက်မှာရွှေနယ်ဆွဲတွေရွှေပရက်တွေရွှေလက်ကောက်တွေအစင်တန်းစားတွေအစုံပါပဲ။တားလေးတို့ကဘသူတွေလဲ။လက်ဝတ်တစားတမျိုးစီရေယူလာကြတာနည်းနည်းပါးပါးပြောပါအောင်ကွယ်။ကျမလည်းမသိတော့ဘူး။အမကျွန်တော်တို့အလုပ်ကပို့ပေးရုံပဲ။အဲ့ဒါပဲလုပ်နေတာ။ဒါရီအမတို့ယူရမယ့်ဟာတွေ။အမဆရီသား ဒီနေ့ချွေးမရဲ့ပွဲမှာဒီလိုမျိုးပစ္စည်းတွေအစုံဝင်နေတာတော်တော်ကံကောင်းတာပဲရွှေတဲ့ပစ္စည်းလက်ဝတ်တန်းစာအစုံကိုမြင်ပြီးတော့အာရှလေးအံ့ဩနေခဲ့ပါတယ်ခဏအကြာမှာတော့ပွင့်စားတဲ့အချိန်မှာဦးချောင်းဂီတာတို့မိသားစုကနောက်ထပ်ဝေးကြ900လောက်နဲ့အတူလာပြီးရွှေလက်စွပ်တွေရွှေချေချင်းရွှေဖလားရွှေပြားတွေကိုယူလာပါတယ်သူတို့ကစပွဲပေါ်မှာပစ္စည်းတွေတင်ပြီးတော့ထားသွားပါတယ်ပွဲစားတဲ့အချိန်မှာ ပူကြကသူ့ရောက်ခမနဲ့အတူရောင်မကိုလင်းရွှေလက်စွပ်တွေရတနာတွေပေးခဲ့ပါတယ် ရှာမဒီလောက်လက်ဝတ်တစားရည်အများကြီးမလိုပါဘူး။အမအခုတယောက်ချင်းစီလာလာပေးသွားတယ်ရွှေအစင်တန်ဆောင်ရီကအမပို့ပေးလိုက်တာရီပေါ့။ဘာလို့လဲ။စနီးကိုမေးကြည့်။ရှင့်အမေကကျမတို့အချိန်တိုင်းတရွှေအစင်တစားရည်ရဖို့ဘလို့ပြောနေလိုက်လဲဆိုတာ။အမစရိတာအမတလောက်ကောင်းတဲ့ချွေးမနဲ့သူ့အိမ်ကလူတွေကိုရွှေအစင်တစားရည်ရဖို့ပြောဆိုနေတာ။အမဒီလိုဖြစ်မယ်လို့ထင်မထားဘူး။တတော်လောပါကြီးရပဲ။ကို့သမီးကြအခုချိန်ဒီဘာတစ်ခုမှပေးရမှာမဟုတ်ဘူး။သူ့ချွေးမကြတောင်းလိုက်တာ။အမေ အမေဒီလိုတော့မင်းตาတွေးလို့တော့မရဘူးအမကျွန်တော်တို့ဓာရီမလိုအပ်ဘူးပြန်ယူသွားလိုက်ပါသူ့အိမ်နေနာချင်းတွေตาရီရဲ့စကားတွေကြားပြီးတော့စရိသားကရင်ကိုရှက်ရပြီးခေါင်းလင်းငုံသွားခဲ့ပါတယ်ဂီတာနယ်ရိုဘီကစုံနှူးကိုပြောခဲ့ပါတယ်ကိစ္စမရှိပါတားလေဓာရီအလုံးအားဒီနေ့ပွဲအတွက်စီစဉ်ထားတာပြီးတော့ဒါအမေအဖေရဲ့တာဝန်ပဲသမီးကိုမင်္ဂလာဆောင်တစ်ခုခုပေးရမယ်ဆိုတာဒါရီကိုအမေတို့ဘက်ကပေးတဲ့လက်ဆောင်လို့သဘောထားလိုက် ဂီတရဲ့စကားကြောင့်နီလာနေဆွေးနွေးကရွှေလဝတ်တန်းစာရီကိုလက်ဆောင်နည်းနဲ့ယူထားလိုက်ပါတယ်။ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။